โอเคသဘောထားညာအောင်မင်္ဂလာပါ cloud corner အန်ကနေပြန်လဲပြန်ဆိုလိုက်ပါတယ်ဟုတ်ကဲ့ဒီကွဲ့ရဲ့ပြီးများလေးအဲပွဲစဉ်တွေရဲ့အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့เนาะ Manchester City နဲ့အဲဘန်လီတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြောရင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကိုကြီးပေးသွားလို့ရပါโอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးပြောလိုက်ရအောင်အဲအရှင် Manchester City ကတော့သူရဲ့ဒါရိုက်တာမှာကာလွန်ကတ် ကန်ထားတဲ့အတွက်ကြောင့်ကစားသမားဆီနီယာကစားသမားအဲနေချင်းကိုသူထုတ်သုံးထားတယ်အဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းသူတို့အကောင်းဆုံးလူစင်းနဲ့ပုံပွဲထွက်လာမယ်လို့တော့ကျွန်တော်ထင်တယ်အဲတစ်ဖက်ကအဲဘန်လီဘန်လီကတော့သူတို့ရဲ့အဝေးဘက်မှာလာရောက်ရင်ဆိုင်ရမယ့်အတွက်ကြောင့်တော့တော်တော်လေးမှာမလို့သူတဲ့ပွဲတော်ရဲ့ဖြစ်ပါတယ်သူတပိမန်ချာစီးတီးရဲ့အိတ်ဘက်မှာလာရောက်ရှင်ပြိုင်နေတဲ့အတွက်ကြောင့်သူတို့တော့ကအဲအများဆုံးခံမှန်းထားတာတော့တေးပေါ့အဲ တို့တော့ကတော့တေဆိုရင်တော့တော်တော်လေးမှကောင်းမွန်တဲ့ရလဲဖြစ်တဲ့အတွက်ကြောင့်အဲတေရလဲထွက်ဖို့တော့မှတော်တော်လေးမှလွယ်ဘူးလို့လို့ကျွန်တော်တော့ထင်ပါတယ်။ဒါအဆလို့နေဒီနှစ်သိန်းအကြောင်းလေးကျွန်တော်အနည်းငယ်ပြောရဲ။မင်္ဂလာစီးရီးကတော့ကျွန်တော်ပြင်းပြလေးပွဲတင်ငါးဘွဲကမ်ပိနာတဲ့အချိန်မှာတစ်ဘွဲနိုင်ထားပြီးတော့နှစ်ဘွဲရှုံထားတယ်။အဲပြီးလို့တင်ရင်သူတို့တဘွဲတေချထားတဲ့အတွက်ကြောင့်သူတို့ကလည်းအဲပြင်းပြလေးပွဲတင်အစရာဒီအစမှာတိတ်ပြီးတော့ ဟိုချင်းနေကောင်းနေတယ်လို့တော့ပြောလို့တော့မရဘူး။ဘာလို့လဲဆိုတော့သူတို့ကလည်းအသင်းကြီးတွေနဲ့ထိတ်တိုက်အရင်ဆိုင်ရမ်းတဲ့အတွက်ကြောင့်သူတို့ကလည်းမလွယ်ကူခဲ့ပါဘူး။အဲ့အတွက်ကြောင့်သူတို့ကလည်းနှစ်ပွဲပဲနိုင်ထားပြီးတော့နှစ်ပွဲတည်ကြွားရတဲ့အတွက်ကြောင့်တော့သူတို့ဒီနေ့ပွဲမှာတော့အနိုင်ရလက်ကိုဖောက်ဆောင်ထားနိုင်မှာအကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။ဘာလို့လဲဆိုရင်တစ်ဖက်ကတိတ်မှလည်းဗန်လီနဲ့ဖြစ်တဲ့အတွက်ကြောင့်အဲသူတို့အနိုင်ရလက်ပေါ်ဆောင်ထားမယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ဘယ်အရဆုံးလို့ဆိုရင်ကျွန်တော်တို့ဒီနေ့ရဲ့ခမန်းလိုင်းနဲ့လေးတွေကျွန်တော်တစ်ချက်သွားလိုက်ကြအောင် ်ခမလန်းနဲ့ပြောနေနေတဲ့နေရာမှာကျွန်တော်ရဲ့ဒုတိယယောက်ထဲအနေဖြစ်ရတဲ့ကြောင့်အဲပွဲနီးလာလို့ဆိုလို့ရှိရင်ဒီအဲသူတို့ပွဲထက်လူချင်းတွေကအနေငယ်ပြောင်းလဲဖြစ်သွားနိုင်ပါတယ်။ဘယ်ကရဆိုလို့ရှိရင်ကျွန်တော်တို့အန်ရှင်ဖြစ်တဲ့မန်ချက်တာစီးတီးရဲ့ခမလန်းနဲ့လေးကိုအချက်ပြောလိုက်ကြအောင်။မန်ချက်တာစီးတီးကတော့သူတို့ရဲ့အဲဒီကကစားသမားတွေကိုများပြားဖို့ပဲဒီဘက်မှာအဲပွဲထုတ်လာမယ်လို့တော့ကျွန်တော်ထင်တယ်။သူရဲ့အဲကိုသမားဖြစ်တဲ့ဒိုနယ်ရူးမှာပဲပွဲထုတ်လာမယ်လို့ထင်တယ်။ပြီးလို့ဆိုလို့ရှိရင်နောက်တန်း နောက်ထပ်နှစ်ယောက်မှာတော့သူတို့ကလည်းကစားသမားတွေရရတယ်ပင်ကကစားသမားတွေရှိတဲ့အတွက်ကြောင့်အပြောင်းလဲလေးတွေအနေငယ်ရှိတယ်ဒီထဲမှာမှကျွန်တော်ခမန်းလိုက်တဲ့လေးကိုခမန်းပေးရမယ်ဆိုရင်တော့သူရဲ့နောက်ထပ်လေးနှစ်ယောက်နှစ်ယောက်မှာတော့အိုဝန်လီပါမယ်ပြီးလို့ဆိုရင်ကဘာဒီရောပြောက်ပါမယ်ပြီးလို့ဆိုလို့ဆိုရင်သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့လူပိလူရဲတို့ဘာလို့ပါမယ်ပြီးလို့ဆိုရင်ဆိုရင်ဒီလိုလူတို့ဘာလို့အဲပေါ်ထွက်လာမယ်လို့တော့ကျွန်တော်ထင်တယ်သူတို့ကတော့ လေ formation ဖြစ်တဲ့4 1 4 1နဲ့ပဲပေါ်ထလာမယ်လို့တော့ထင်တယ်ပြီးတော့ဆိုရင်တွင်းလင်းမှာတော့သူတို့အဓိကကဒါနွားဖြစ်တဲ့အအကောင်းဆုံးကဒါနွားလည်းဖြစ်တဲ့ရိုဒီယားတော့မပါမဖြစ်ဒီနေ့ပွဲမှာတော့ပါလာမယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့ဆိုရင်အရှေ့ရှေ့တန်းမှာကျတော့သူတို့ blue တွေပေါ်ထလာမယ်ဆိုလို့ရှိရင်ဒဂူတို့ဘာတို့လည်းပေါ်ထပေါ်ထလာမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုရင်တစ်ဖက်ကလည်း ်ဟိုခန်းစင်းတော်တော်လေးဟိုမှာပိတ်ဆော့တဲ့အတင်းတင်းဖြစ်နေတဲ့ကြောင့်ဒုက္ခတို့ရဲ့အတိုးလုတ်တယ်နဲ့ခက်တင်ဘောတွေရာဒီနေ့အပွဲမှာပို့ပြီးတော့လိုအပ်တယ်ဘာလို့ဆိုလို့ရှင်သူတို့ရဲ့တိုက်စကဟာလန်လည်းခေါင်းနဲ့တေချာတဲ့အတွက်ကြောင့်ဒီနေ့အပွဲမှာဒုက္ခတို့ဒုက္ခတို့ပြီးတော့ဆိုလို့ရှင်ဘရာဒိုဆေးပါတို့ရဲ့အကွက်မြင်မှုတွေဖြတ်တင်ပွဲမှုတွေကဒီနေ့ဘုံမှာတော်တော်လေးဥမာလိုအပ်ပါတယ်။ဘာလို့ဆိုတော့ဒီဘက်ကဗန်လီကအာကွန်ဒီချန်လုံးမှာပိတ်ဆော့တဲ့ပုံစံနဲ့လာမယ်လို့တော့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုရင်သူတို့ကလည်း ခံပြီးတော့စောင့်နိုင်အောင်လည်းအပင်သည်သည်ဖြစ်တာနဲ့အညီအဲမန်စီးရီကိုဘလို့မှသူတို့ရှင်ပြီးတော့ကစားနိုင်မယ်လို့တော့မထင်ဘူးအဲ့တော့ကြောင့်သူတို့ကလည်းသူတို့ကကွင်းကိုပိတ်ဆော့မယ်ပြီးလို့ထင်တော့တဲ့ကောင်တာတွေနဲ့ပြန်ပြီးတော့ဂိုးယူမယ်ဆိုလို့အဲဂိုးယူမယ်လို့တော့ကျွန်တော်ထင်တယ်โอเคအဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့မန်စီးရီရဲ့ခံမလိုက်တဲ့လူကိုဆက်သွားလိုက်အောင်ပြီးလို့ထင်ရင်ဒိုကူပါမယ်ပြီးလို့ထင်ရင်သူတို့ရဲ့အဓိကကွင်းကစားသမားဖြစ်တဲ့ရီဂျင်နာကိုပါမယ်ပြီးလို့ထင်ရင်ဖိုဒန်ပါလာမယ်ပြီးလို့ထင်ဘရန်ဒိုဆေးပါပဲအဲပွက်ထက်လာမယ်လို့တော့ကျွန်တော်တော့ ထင်တယ်ဘာလို့ဆိုလို့ဆိုရင်နေ့ပွဲမှာတော့စေပါတို့ဖူရန်တို့ရဲ့ဖြစ်တင်ဖို့တဲ့အကွက်မြင်မှုတွေကလိုအပ်တယ်လို့တော့ကျွန်တော်ထင်တယ်ပြီးလို့ဆိုရင်သူတို့ရဲ့အဓိကတိုက်ဆက်မှုကတော့ဟာလန်ဖြစ်ပါတယ်ဟာလန်လည်းဒီနေ့မှာအဲပွဲတိုင်းလိုလိုဂိုးတွေသွင်းနေတော့ဒီနေ့ပွဲတိုင်းပွဲမှာရောဂိုးတွေဆက်သွင်းပြီးတော့အနိုင်ရလက်တွေဖွဲ့ဆောင်လာမလားဆိုတော့ကျွန်တော်တို့ကတော့ညီကိုတင်တဲ့တူစောင့်မျှော်ကြည့်ရှုတင်တယ်လို့တော့ထင်တယ်တစ်ဖက်ကဗန်လေးဗန်လေးရောက်နေကျွန်တော်နည်းငယ်ပြောလိုက်ဗန်လေးက အဲဒီနေ့တန်းတက်လာတဲ့အတင်းနေတဲ့မှာတော့တော်တော်လေးဥမာနောက်တန်းကိုပိတ်ပြီးတော့ကစားတဲ့အတင်းတင်းဖြစ်တယ်ဘာလို့ဆိုလို့ရှိရင်သူတို့ကဟိုအာသူရဲ့ formation ကလည်း541ဖြစ်ပြီးတော့ပြီးလို့ဆိုလို့ရှိရင်သူတို့ကလုံးဝကိုင်းကိုသူတို့ဘက်ကတချမ်းလုံးကိုလုံးဝအပြေကိုပိတ်လိုက်တယ်မျိုးကစားပြီးတော့ counter position တွေနဲ့ပဲတစ်ပတ်သင်းကိုသူတို့ကဒုက္ခပေးမယ်လို့တော့ထင်တယ်ဒါပေမဲ့လည်းသူတို့တွေ့နေတဲ့အတင်းကလည်းအတင်းငယ်လေးတစ်တင်းမဟုတ်ဘူးရဲ့ Manchester Premier League ရဲ့ အောင်မြင်ဆုံးအသင်းအကောင်းဆုံးအသင်းတွေဆိုရမန်ချက်စတာစီးအသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်သူတို့အတွက်ကတော့လေကူနေမယ်လို့တော့မထင်ဘူးသူကောင်းလားတကယ်လို့ပေါ့လို့ဆိုရင်တော့မှသူတို့ရဲ့အဓိကနန္ဒာစတီရဲ့အဓိကနောက်တန်းကစားသမားဖြစ်တဲ့ကဘာဒီရိုးတို့လူမင်းတွေရဲ့တို့တော့ကျွန်တော်တော့ကြော်နိုင်မယ်လို့တော့မထင်ဘူး okay အဲ့ဒါလို့ကျရင်ကျွန်တော်တို့ဗန်လေရဲ့ခမန်းလိုင်းတက်လေးကိုတစ်ချက်သွားလိုက်အောင်ဗန်လေရတော့သူတို့အဲထွက်နေကြ formation တိုင်းပဲ541နဲ့ဒီနေ့ပွဲမှာလည်းအဲပွဲထက်လာမယ်လို့တော့မြင်တယ်။ဘာလို့လဲဆိုလို့ကျရင်သူတို့က အဲမန်စတီရဲ့အင်မွေးမှာတွားရောက်ကစားမဲ့အတွက်ကြောင့်ဒီ formation ကသူတို့အတွက်အကောင်းဆုံးနဲ့သက်တာဆုံးလို့တော့ပြောရမယ်။ဘာဖြစ်လို့ဆိုရင် goal တွေအများကြီးမပေးအောင်ဆိုလို့ရှိရင်ဒီ formation နဲ့မှအဆင်ပြေမယ်လို့တော့ကျွန်တော်တော့ထင်တယ်။ငွေအဆိုလို့ရှိရင်သူရဲ့ခမန်းလူချင်းလေးကိုကျွန်တော်ပြောလိုက်ကြအောင်။သူရဲ့နောက်တန်း900နေရာမှာကျတော့ hammer ရှိမယ်ပြီးလို့ဆိုရင် sd ရှိမယ်ပြီးလို့ဆိုရင် akidia ရှိမယ်ပြီးရင် lion day ပြီးလို့ဆိုလို့ရှိရင် manchester city ရဲ့ကစားသမားဟောင်းဖြစ်တဲ့ ကိုင်းတော့ဘာတို့ဘာလို့ရှိမယ်သူတို့ဆိုလို့တင်လက်ကွင်းလိုက်မှာလဲသူတို့က၄ရောက်တန်းနဲ့ကစားမယ်အဲ့၄ရောက်ကန်းရလဲပြီးလို့ဆိုလို့တင်သူတို့နောက်တန်းတော့တတိချာခြေလေးလောက်မဲ့ဆော့မယ်ဆိုရင်သူတို့က၅ရောက်တန်းပြန်ပြီးတော့ဖြစ်သွားတဲ့အတွက်ကြောင့်အဲတော်တော်လေးဟိုမှာတစ်ဖက်ကမန်ချက်စတာစီးတီးနေနဲ့လုံးဝကန်းရမှာထက်သွားမယ်လို့တော့ကျွန်တော်ကမြင်တယ်โอเคအဲ့ဆိုလို့တင်ဒီလူချင်းလေးကိုခမန်းလူချင်းလေးကျွန်တော်ဆက်သွားလိုက်အောင်အဲခမန်းလေးတွေမှာဆိုသူတို့ကွင်းလေးရောက်မှသူတွေရှိမှလို့ဆိုရင်အန်တိုနီရှိမယ်ပြီးတော့ဆိုရင် ဥပိုလ်ချုပ်ပေးရှိမယ်ပြီးလို့ဆိုရင်ကုလန်ရှိမယ်ဒီကစားသမားတွေကလည်းတော်တော်လေးဟိုမှာအဲကွင်းလယ်မှာတော်တော်လေးဟိုမှာဟိုဘောလုံးထိန်းချုပ်ပြီးတော့သူတို့ဒီကိုအဲသူတို့ဘိုးမပြရသေးဘူးမှာအကောင်းဆုံးနေကာကွယ်သွားမယ်လို့ထင်တယ်ပြီးလို့ဆိုရင်ချာအိုနာတို့ပါပဲရှိမယ်ပြီးလို့ဆိုရင်သူတို့ရဲ့ဒီကအတိုက်စစ်သမားကတော့ဖော့စလာဖြစ်မှာသူကတော့ဒီကဖော့စလာကိုတိပြီးတော့ဆော့လာပြီးတော့အဲမန်ဒါစီတီရဲ့အဲကောင်နာ တိုက်စစ်တွေပြီးလို့ဆိုလို့ရှိရင်ကောင်တာပေါက်မှုတွေပဲသူတို့ကအဲ့လိုမျိုး၆မီတော့ပြန်ပြီးတော့ဂိုးတက်မယ်လို့တော့ကျွန်တော်ထင်တယ်။ဒါမှလည်းတစ်ဖက်ကတွေ့နေရမှာစီတီတက်ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကလေကူမယ်လို့တော့မထင်ဘူး။သူတို့အများဆုံးဂိုးမပြတ်ဂိုးမပြတ်ဖို့ပဲသူတို့တက်ကဆူတောင်းနေပြီးတော့တေရလက်ထွက်ပေါ်မယ်ဆိုတော့မှသူတို့တက်ကတော်တော်လေးမှကောင်းမွန်တဲ့အဲပေါ်တော့ဖြစ်မယ်လို့တော့ထင်တယ်။ဒီနေ့ပွဲမှာတော့တစ်ဖက်ကမန်ချက်စတာစီတီမန်ချက်စတာစီတီအနေနဲ့တော့ဒီနေ့ပွဲမှာသူတို့တက်ကတော့အနိုင်ရလက်ဖော်ဆောင်နိုင်မှအဆင်ပြေမယ်။ဘာလို့လဲဆိုရင်ညာ ဟိုပြည်မြလေးပွဲတင်ငါလည်းပြီးတဲ့အချိန်မှာသူတို့ကလည်းရမတရားတိတ်ပြောမဆူဆောင်းထားနိုင်ဘူးဘယ်လိုပြောလဲဆိုရင်အဆင့်အပေါ်ဆုံးအဆင့်1 2 1 2 5ကလူတွေနဲ့လည်းအမှတ်ကလည်းအဲတိတ်တိုင်းမကွာသေးတဲ့အတွက်ကြောင့်တို့အခုချိန်မှာစပြီးတော့လိုက်မယ်ဆိုလို့ရှိရင်တော့လိုက်ပြီးမယ်လို့တော့ကျွန်တော်ထင်တယ်ဒီနေ့ပွဲမှာတော့တို့အနိုင်ရလက်ဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်တို့တွေ့နေတဲ့အသင်းလေးကလည်း Brighton အသင်း Brighton တော့ဖြစ် sorry ဗန်လင်အသင်းဖြစ်တယ်ဗန်လင်ကလည်းခန်းစစ်ကိုပိတ်ဆော့တဲ့အသင်းတစ်သင်းနေတယ်သူတို့ကလည်းလူတွေထိုးပါပြီးတော့ဘလူတွေကိုသိမ်းသွားမယ်ဆိုတော့ဒီပေါ်တွင်နဲ့တူတူစောင့်ရောတရှိ့တင်လဲပွဲတွေလို့တော့ကျွန်တော်ထင်တယ်โอเคအဲ့ဆိုလို့ရှိရင်ဒီနေ့သင်းရဲ့အဲပွဲချုပ်36ကြီးရတော့တလောက်ပါပဲ။နောက်ရောက်တရှိ့ပေးတဲ့ညီကိုတယောက်ရှင်းနေတိုင်းကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့သင်းရဲ့အဲဂိုးသွင်းခမန်းချက်လေးရတော့ညီကိုတွေအနေနဲ့အဲဘနကုန်းနဲ့မဆီတီနိုင်သွားနိုင်သွားမယ်။ဒါမှမဟုတ်ဘဲနဲ့အဲဘလုံးပွဲတစ်ပွဲရဲ့အလဲအပြောင်းတွေဖြစ်တဲ့အေးဒါမှမဟုတ်လို့ဆိုလို့ရှိရင် ခက်မသိရင်ရှုံးဝဲနေတဲ့ဒီလိုကြုံတွေ့သားနိုင်မှာဆိုတော့ဒီကိုယ်တွေဝင်ရောက်မချက်ဆွေးနွေးပြီးတော့လုပ်ရပါတယ်ကျွန်တော်လည်းဒီပွဲလေးမှာတော့မန်ချက်စတာစီးတီးကအိမ်ဝင်ဖြစ်တဲ့တိုင်အောင်သူတို့ပဲအနိုင်ရရှိပြီးတော့အမဘေးတရားထိတ်ကိုပြန်လဲတက်နိုင်တက်လန်းနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ဒီနေ့ပွဲလေးမှာတော့ကျွန်တော်ကတော့အဲတူးစီလောက်နဲ့ပဲအဲမန်ချက်စတာစီးတီးနိုင်သွားမယ်လို့တော့ထင်ပါတယ်ဒီကိုယ်တွေရောဘယ်လိုထင်ကြလဲဝင်ရောက်မချက်ပြီးတော့ပါကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ